စံခေဥထုံဆောင်ထားတဲ့စပင်ကိနဲ့မိမိုက်နေလို့လူပြောများနေရဲ့ကြောကြောဘူးဇနီးမဆတ်ဆောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျွန်မကပရိသတ်ကြီးကိုဆိုရှယ်မီဒီယာပေါ်မှာရောအပြင်လောကမှာပါအရန်ကိုရေးပန်းစားပြီးတော့ပြောစမှတ်တွေ့နေတဲ့အကြောင်းအရာလေးတခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်အခုတခါမှာလူတွေရဲ့အယုံဆိုင်မှုကိုဖန်ဆားထားတာကတော့နာမည်ကြီးနုပညာရှင်တယောက်ကြောင့်မဟုတ်ပဲကျွန်မတို့ရဲ့ဝိုင်းရင်တယောက်ဆောင်မင်းသားကြီးကြောကြောဘူးရဲ့ဇနီးကျော်လေး fashion ဘယင်မာလေးမဆတ်ဆောင်ရဲ့ထူးခြားစံပြလုံးနဲ့စပင်ပုံစံကြောင့်ပဲဖြစ်ပါရဲ့ရှင် ဟုတ်ပါတယ်မြန်မာနိုင်ငံရဲ့ fashion လောကမှာတော်ရုံတန်ရုံလူတွေတောင်မထားရတဲ့တခါမှမမြင်ဘူးသေးတဲ့သပင်းပုံစံတစ်ခုကိုပိုင်ဆိုင်ထားတဲ့သူကတော့မဆာစားပါပဲဒီအကြောင်းအရာကဘယ်ကနေဘလို့စပြီးတော့လူသိရှင်ကြားဖြစ်လာတယ်လဲဆိုတော့အစိုးရမလေးပူပူရဲ့ video file လေးတစ်ခုကနေစတင်ခဲ့ရပါလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာအစိုးရပူပူဟာအနုပညာမှာ တက်ကြီးဝါကြီးတူဖြစ်တဲ့ကြောကြောဘိုးတို့ရဲ့နေအိမ်ကိုသွားရောက်ပြီးတော့မြမရင်ကျေးမှုတလေးအတိုင်းကာရဝပြုကြတော့ခဲ့တာပါအဲ့ဒီလိုကြည်နူးစရာကောင်းတဲ့မြင်ကွင်းလေးကိုဗီဒီယိုရိုက်ခုပြီးတော့သူမရဲ့လူမှုကွန်ရက်ဆောင်မျက်နှာတွေပေါ်မှာပြန်လည်မျှဝေခဲ့တဲ့အချိန်မှာတော့ပရိသတ်တွေရဲ့မျက်လုံးတွေအားလုံးဟာကြောခန့်နေတဲ့ကြောကြောဘိုးစီကိုရောက်မနေပဲသူပြီးနားမှာရှိနေတဲ့ဇနီးဖြစ်သူမဆာဆာရဲ့သဘင်ပုံစံစီကိုစုပြုံရောက်ရှိသွားခဲ့ပါတော့တယ်။ဘာကြောင့်ဒီလောက်ထိအားလုံးကအာယုံဆိုင်သွားရတယ်လဲဆိုတော့သူမရဲ့သဘင်ပုံစံဟာတမယိုးကြမြင်နေချပုံစံတွေနဲ့လုံးဝ ောက်ကိုကွဲထွက်နေပြီးတော့အားလုံးကိုမျက်လုံးပြူးသွားစေခဲ့လို့ပါပဲ။ ပရိသတ်တွေကလည်းဒီသပင်ပုံစံကိုမြင်မြင်ချင်းမှပဲကိုယ့်ရဲ့စိတ်ကူးထဲမှာရှိတဲ့အရာတွေနဲ့အမျိုးမျိုးတင်စားပြီးတော့မှတ်ချက်တွေပေးနေကြတာပါတချို့ပရိသတ်တွေကတော့ဆိုင်ကယ်အုပ်ထုပ်အမဲရောင်ကိုအမြဲတမ်းစောင့်ထားတယ်လို့ပဲဘယ်တော့မှချွတ်မှာမဟုတ်ဘူးလားလို့ဟာသာနှောပြီးတော့မှတ်ချက်ပေးခဲ့ကြပါတယ်တချို့တွေကလည်းကြွေးကောသီးအခွန်ကိုကောင်းမှဆွတ်ထားတယ်လို့ပဲအုံသီးမလကာကွန်ကြီးကောင်းပေါ်တင်ထားတာလားဖီးရဲသီးခွန်နဲ့တော့တူနေသေးရဲ့စသဖြင့်စားစရာအသီးနှံတွေရဲ့အခွန်နဲ့ပါတင်စားပြီးတော့ပြောဆိုခဲ့ကြတာကြောင့်ဒီသပင်ပုံစံဟာဆိုရှယ်မီဒီယာပေါ်မှာချက်ချင်း မဲ့ virus ဖြစ်သွားခဲ့ပြီးတော့လူပြောများသောအကြောင်းအရာတစ်ခုဖြစ်လာခဲ့တာပါတကယ်တော့အနုပညာလောကမှာကြောကြောဖို့ဆိုတာတရုပ်ဆောင်ပိုင်းမှာအပြစ်ပြောစရာမရှိအောင်ပိုင်နိုင်တယ်လို့ fashion ပိုင်းမှာလည်းအသက်အရွယ်နဲ့မလိုက်အောင်အမြဲတမ်းစမတ်ကြပြီးတော့ခင်မင်းရဲ့သူတယောက်အဖြစ်နဲ့ပြည်သက်တွေကလက်ခံထားပါတယ် interview တွေမှာသူကိုယ်တိုင်လည်းမကြခဏဖြေကြားဘူးခဲ့တယ်လို့ပဲသူရဲ့ fashion ကြားနာမှုတွေကအမြဲတမ်းသိလင်နေတဲ့ style တွေရဲ့နောက်ွယ်မှာဇနီးဖြစ်သူမတ်ဆာဆာရဲ့ fashion အမြဲတမ်းစီစဉ်ပေးမှုတွေအများကြီးပါဝင်တယ်လို့သိရပါတယ်ခင်မွန်းတဲ့ရဲ့ fashion ကိုတော့နောက်ွယ်ကလည်းအကောင်းဆုံးဖြစ် ောင်ပံ့ပိုးပေးနိုင်တယ်မဆာစာတယောက်သူမကိုရရဲ့ fashion မှာလည်းအဆန်းမဟုတ်ပါဘူးเนาะအခုလိုပဲနိုင်ငံခြားကနာမည်ကြီးဆိုတော့တွေမင်းသမီးတွေလိုပေါင်ထဲကနေခွဲထွက်ပြီးတော့ကိုပိုင်ဟန်ကိုပိုင် style နဲ့မိမိုက်နေကြောင်းဒီသပင်ပုံစံကသက်သေပြနေရပါဒီလိုထူးခြားတဲ့ပုံစံကြောင့်လူတွေကြားထဲမှာစိတ်ဝင်စားမှုတွေမြင့်တက်လာပြီးတော့အဓိကမိကုန်းတစ်ခုဖြစ်တဲ့ဒီသပင်ကအတူလားအစစ်လားဆိုတဲ့အငြင်းပွားမှုတွေရှိနေရပါ တချို့တွေကတော့ဒါဟာဒီလိုပုံစံရအထူးပြုလုပ်ထားတဲ့သဘင်အတူတစ်ခုဖြစ်နိုင်တယ်လို့ခန့်မှန်းကြသလိုတချို့ကလည်းတကယ်ပဲဒီလိုပုံစံရအောင်ညှက်ပြီးတော့ဆေးဆိုးထားတဲ့သဘင်အစစ်ဖြစ်နိုင်တယ်လို့ငင်းခုန်နေကြတာတွေ့ရပါတယ် ဘလိုပဲဖြစ်ဖြစ်ပေါ့မန်းဆန်ဆာရဲ့ဒီသမင်ပုံစံအားသမင်အစ်စ်ပဲဖြစ်ဖြစ်အတူပဲဖြစ်ဖြစ်တမယိုးကြောင့်အလားတရားဆိုတဲ့ပေါင်းတွေကိုဖောက်ထွက်ပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်စတိုင်ကိုယုံကြည်မှုရှိခြင်းနဲ့ဖော်ထုတ်ပြသလိုက်တဲ့အတွက်အမှုပညာလောကနဲ့ပရိသတ်တွေအကြောင်းမှပြောစမှတ်တင်သွားခဲ့ရဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောမင်းသားကျော်ကျော်ဘိုးရဲ့ဇနီးမန်းဆန်ဆာရဲ့ဒီလိုထူးခြားစံပြတဲ့ဆိုင်ကယ်အုပ်ထုပ်သမင်ဖက်ရှင်ပေါ်မှာဘလိုမြင်ကြပါသလဲဒါကအလွန်မင်းထူးဆန်းနေလို့ထင်ပါသလားဒါမှမဟုတ်ယုံကြည်မှုရှိပြီးတော့ဖက်ရှင်ကြားတဲ့လောက်ရတစ်ခုလို့ထင်ပါသလား မိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်